ဟုတ်ဗျာလွမ်းလာလေးပဲရှိတယ်ဟင်းပို့ပြီရိုက်စားလုပ်ပေးပြီလေအခုမှစမ်းသပ်ထုတ်လုပ်တော့ရှိသေးတယ်ဈေးကွက်ဝင်တော့ဖြန့်လိုက်ပါအခုတော့မရှိတော့ငယ်တော့ဖြစ်ကရဟိုပေါ့ပြန်ပြီးရိုက်ခါစားပေါ့လေလီတာမဟုတ်တော့ပဲနဲ့ပြန်ပြီးတော့အောက်ကနေပြန်ဝင်တဲ့ခါကျတော့စိတ်ထဲမှာတင်ငယ်လာလို့အားငယ်လို့ရှိခဲ့ဘူးတာပေါ့လေဒါပေမဲ့ရဲရဲနဲ့ကိုယ်လည်းဒီနုပြလောကကြီးထဲမှာကိုယ်ကလည်းဝင်ပြီးလှုပ်ရှားနေရင်ကိုစိတ်ထဲမှာကျေနပ်တဲ့သူဆိုဘာပဲဖြစ်တခါမဲ့ဘာနှခါမဲ့ဝင်ရိုက်တာပဲ တော့ကိုမပေးဘူးကွာဟာကိုရဘာပြောလဲမပေးဘူးကွာအသားရဲ့အလွတ်တွေမင်းစုလိုက်အဲ့ဒီကနေရေးရေးလုံးမှာမရခရင်လုံးကတော့ဗျာတကားမဟုတ်ပြီနောက်တကားကူလိုက်တာတို့အာပတ်ဟိုပြောမလို့ရှိရင်ဒီကတော့ဇလန်တွေကြီးသွားပြီဆိုတော့ပြောပွားထွက်သွားလိုက်ရကြပြီအခုကတလောကလုံးမှာ ဖြစ်နေကြတာဟိုစူပါတချို့ကလွယ်ရင်ကျန်တာတလောကလုံးကအားလုံးကငြိမ့်နေရတာခေါ်လိုက်ရင်ကိုပြောနေကြတာလေပြီးတဲ့ပတ်စံနေပဲရောင်ရဲပြီးနေကြတာ ဒီထဲမှာဘလူးကသာကျွန်တော်ပြောရဆိုအပြက်ခံတော့ဝင်းပါလေ။ဟောနိုးဆိုကိုလည်းမကြည့်ရဘူးအဲ့ဒါဆိုရင်လည်းအပြက်ခံရတာစိတ်ထဲမှာတော့ဒါတော့သူကဖြတ်သိမ်းဖြတ်တိုက်တယ်လို့ဖြတ်တာပဲ။ဒါပေမဲ့လည်းကိုရီးယားလည်းဒီဥစ္စာကိုတခုတ်တခါကျူးပန်းထားတာလေ။ဟိုပြကျင်တဲ့အတွက်လေ။နောက်တစ်ခုကလည်းအခုဟိုသူရတဲ့ပြောဘုံမှာပေါ်ကပေါ်ပေါ်ကမဟုတ်ပါဘူးကျွန်တော်ကလေ။ သချင်းတော်မပေါဘူးသချင်းပြောမှဆိုရင်ဒီသချင်းတော်မပေါတီလုံးပဲပါတယ်ပြကျင်တာလည်းဒီတကယ်နိုင်ငံခြားဆန်ဆန်ပဲသူပြအောင်ဟောတာအဲ့ဒီပုံစံမျိုးကျွန်တော်ကဖန်တီးရတာဘာလို့တချို့တော့ခန်းနေလဲဖျက်ခံရတာလေးတော့ရှိတာပေါ့လေဟိုလက်စင်းလေးတွေဆိုဥပမာမိသားနဲ့မင်းတို့ရဲ့လက်စင်းလေးဆိုလည်းအနုရလေးပါတယ်ဒါတည်းဖျက်ကိုရီးယားကအဲ့မကြည့်ရတဲ့အတွက်မသိဘူးကိုရီးခန်းလဲကိုရီးမကြည့်တော့မကြည့်ရပါဘူးတိုးတော့လဲကိုရီးရိုက်ထားတော့ကိုရီးယားသိရတရားဖျက်တာကောင်းပါတော့ကောင်းပါဖျက်ဘူးဆိုရင်ဒါလည်းမျက်နှာပူတဲ့ အခုတော့မရှိတော့ငယ်တော့ဖြစ်ကရဟိုပေါ့ပြန်ပြီးရဲခါစားပေါ့လေလီဒါမဟုတ်တော့ပဲနဲ့ပြန်ပြီးအောက်ကနေပြန်ဝင်တဲ့ခါကျတော့စိတ်ထဲမှာတင်ငင်လာလို့အားငယ်လို့ရှိခဲ့ဘူးတာပေါ့လေဒါပေမဲ့ရဲရဲနဲ့ကိုယ်လည်းဒီနုပြလောကကြီးထဲမှာကိုယ်ကလည်းဝင်ပြီးလှုပ်ရှားနေရကိုစိတ်ထဲမှာကျေနပ်တဲ့သူဆိုဘာပဲဖြစ်တခါမဲ့ဘာနှခမ်းမဲ့ဝင်ရိုက်တာပဲစိတ်ထဲမှာအားမငယ်ဘူးနောက်တစ်ခါပြေးတတ်ကိုကိုရတဲ့နေရာလေးကဖြောပြုံကိုရတဲ့ကိုယ်လည်းကျေနပ်ပါတယ်ရှိတယ်ဟုတ်ရဲ့ အဓိကတော့အဓိကတော့ဟိုရုံးကန်ရတာပေါ့အခုချိန်ကလေတကားဆိုလဲတကားအရင်ကတော့ဗျာတကားမဟုတ်ပြီးနောက်တကားကူးလိုက်တာတို့အာပတ်ဟိုပြောမလို့ရှိရင်ဒီကတော့ဇလန်တွေသွားပြီဆိုတော့ပြောပါထွက်သွားလိုက်ရရပြီအခုကတလောကလုံးမှာဖြစ်နေကြတာဟိုစူပါတချို့ကလွယ်ကျန်တာတလောကလုံးကအားလုံးကငြိမ်းနေရတာခေါ်လိုက်ရင်ကိုပြောနေကြတာလေပြီးတဲ့ပတ်စံနေပဲရောင်ရဲပြီးနေကြတာအခုခေတ်ကကုံစင်းတော့လည်းသိတဲ့အတိုင်းပဲလေ ဲ့တော့ရိုက်ပါစီခေါ်ပါစီပဲဆူတောင်းနေရတာမခံစားပါဘူးဘာလို့လဲဆိုတော့သူတို့ကသူတို့လို့သူတို့လို့တာသူတို့ကတတော်ပေါ်မှာဆယ်လီပဲဖြစ်တာလေကျွန်တော်ဇက်ကားကြီးတွေမှာဇက်ဝင်ခန်းတွေမှာကြာတော့သူတို့တွေကိုမတွေ့ခဲ့ဘူးဒီတိုးဆောင်ကြီးတွေကသူတို့ဆောင်အလုပ်ပဲလုပ်တာနောက်တစ်ခါဒီဆယ်လီတွေဘာကြီးကတတော်တွေဘာကြီးကြာတော့သူတို့အပြင်းပြင်းရိုက်တာရှိတဲ့ခါလေးရှိတယ်ပေါ့ဘာလို့ဆိုကျွန်တော်ချင်းမှာဟိုမတန် YouTube နေတဲ့လူချမ်းတယောက်ရှိတယ်သူကလေသူကလူချမ်းဆိုတော့လေမင်းသားသိပ်ဖြစ်ရှင်လား ။ तू ရဲပြီဆိုအခုကျွန်တော်တို့ဓာလူလုပ်အရာပဲလုပ်ပဲ။ဟော तू ဖြစ်နေတာဟုတ်။အခုကျွန်တော်ဒီအမိုက်ပဲလေးပြစ်ပြလေကျွန်တော်ပြောလိုက်စမ်းပါမဲ။ तू तू မင်းသားသိလို့ရှိရင်တော့ကိုကလုပ်ပြီးပါလေ။အဲ့ဒါမျိုးကလွယ်ကျန်တာတွေကမရှိပါဘူး။တစ်တော့စိတ်ထဲမှာလေဟိုအပြိုသဘောနဲ့ပဲအဲလုပ်ကြတာ။